ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ကချင်တိုင်းရင်းသားကိုခံပညာဆောင်တိုက်ခိုက်ဖိုင်တာကြီးအွန်လိုင်းဆန်းကိုသူ့ရဲ့ညီငယ်လေးရောထန်ကသူ့ရဲ့အင်စီကိုဖိတ်ကြားပြီးတော့နေ့လယ်စာနဲ့တဲခင်းအခန့်ခဲ့ပါရခင်ဗျာအွန်လိုင်းဆန်းနဲ့သူသူ့ရဲ့နီးပြအဖွဲ့ဝင်တွေကိုပါရောထန်တို့မိသားစုကဖိတ်ကြားခဲ့တာဖြစ်ပါတယ်အွန်လိုင်းဆန်းနဲ့သူ့ရဲ့နီးပြအဖွဲ့ဝင်တွေသူတို့အင်စီကိုရောက်လာနဲ့ရောထန်နဲ့သူ့မိသားစုကဝမ်းမန်းတသာကြိုဆိုခဲ့ကြတယ်ပြီးတော့စကားတွေပြောကြတယ် ဲ့နောက်မှာအွန်လိုင်းအဆန်းကိုဒါနေ့လယ်စာစားဖို့ပြင်ဆင်ထားတဲ့စားတော့ဖွဲ့ရိုင်းနဲ့တခင်အခန့်နဲ့ပေါ့လေရော့ဒန်ဆိုရင်သူ့ရဲ့အကိုကြီးလိုခင်မင်ရင်းနှီးတဲ့အွန်လိုင်းအဆန်းစားတာတောက်တာရှော့ပြီးတော့စားမှစိုးလို့ကိုပေးရနေထဲ့ပေးနောက်ပြီးတော့စကားတွေပြော တကယ်ကိုပြောရှင်းစရာအခိုက်အတန့်လေးဖြစ်လို့ပြည်သက်တွေသိရှိအောင်ပြောပြပေးတာဖြစ်ပါတယ်ခင်ဗျမနေ့ကဆိုရင်လည်းအွန်လိုင်းအဆန်းရဲ့အဖေရှိတဲ့စားအုပ်ဆိုင်ကိုလာရောက်ပြီးတော့ရော့ထန်နဲ့သူ့ရဲ့ဇနီးတဲ့အီဒါတို့ကအွန်လိုင်းအဆန်းကို လာရောက်တွေ့ဆုံခါရဝပြုခဲ့တယ်။အွန်လိုင်းအန်ဆန်းကလည်းသူ့ရဲ့ဘေးရဆောက်ဆိုင်မှာရောထန်တို့ဇနီးမောင်နှံစက်နစ်တက်လောက်မဲ့စားတော့ဖွဲရာတွေကိုတည်တည်ကြာပြင်ဆင်ခိုင်းပြီးတော့နေလေစားနဲ့တဲခင်းအပ်ခံခဲ့တယ်။ရောထန်ရောက်လာတဲ့အချိန်မှာဆိုရင်အွန်လိုင်းအန်ဆန်းကဆိုင်ထဲကနေအပြေးလွှားထွက်ပြီးတော့သူ့ရဲ့ညီငယ်လေးကိုကြိုဆိုခဲ့တယ်။ရောထန်ကလည်းသူ့ရဲ့သားလေးကိုပွေ့စီလာပြီးတော့အွန်လိုင်းအန်ဆန်းကိုပြတယ်။အွန်လိုင်းအန်ဆန်းကလည်းသူ့ညီလိုခင်ရရောထန်ရဲ့လက်ထက်ကကလေးကိုလက်လွှဲပြောင်းယူလိုက်တယ်ယူလိုက်ပြီးတော့သူပွေ့စီတယ်ပွေ့စီပြီးတော့ strong ကအရင်တမ်းပါတယ်ကလေးလေးပဲနော်နောက်ထပ်မျိုးဆက်သေးလေးပေါ့ကွာဆိုပြီးတော့သူစကားတွေပြောတယ်ရော့ထန်တို့ဇနီးမောင်နှံစားတော့ပြီးတဲ့အချိန်မှာလဲရော့ထန်နဲ့အွန်လိုင်းဆန်တို့ကလာမဲ့1173ပြန်ပွဲကြီးမှာရော့ထန်နဲ့နောင်ဟိုတို့ထိုးရမယ်ကပတ်လူပွဲအကြောင်းကိုပြောခဲ့ကြပါတယ်ခမအဲ့နောက်မှာတော့အွန်လိုင်းအဆန်ကမြန်မာလုံသားအများအပြားကိုတောင်းပေးခံထားတဲ့ဖက်ဒက်ဆိုင်စီကိုသွားခဲ့တယ်အဲ့မှာအလုသမားရင်နဲ့သူတွေ့ဆုံခဲ့ပြီးရဲ့နောက်မှာတထေးရင်နဲ့ဆက်လက်ပြီးတော့တွေ့ဆုံတဲ့ အဲ့နောက်ဖက်ဒက်စ်ရဲ့တတိတွေကအွန်လိုင်းအဆန်းကို အမေရိကန်ပြည်တော်စုကယ်လီဖိုးနီးယားပြည်နယ်မှာအဓိကဖြန့်ဖြူးတောင်းခံဖြစ်တောင်းပေးခန့်လိုက်တဲ့ပေါ့လေအဲ့နောက်အွန်လိုင်းအဆန်းကသူ့အနေနဲ့ဒီဖက်ဒက်စ်ကနေပြီးတော့သူ့ရဲ့ဂျင်အတွက်အထောက်ပံ့နေရရှိတယ်ဆိုတာကိုလည်းပြောကြားခဲ့ပါသေးတယ်ခင်ဗျဒီနေ့မှာတော့ဒါရောထံကနေ့လယ်စာဖိတ်ကြားကြွေးမွေးတာကိုအွန်လိုင်းအဆန်း သွားရောက်စားတော့တယ်အရန်ကိုပျော်စရာကောင်းတဲ့အခိုက်အတန့်တွေဖြစ်လို့ပြည်သက်တွေသိရှိရအောင်တင်ဆက်ပြပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာတ िश ူအပြည့်ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ